ပြည်ပကိုမြန်မာအမျိုးသမီးလှုပ်သားခုံဝင်မှုမြင့်တက်လာတယ်လို့ပြည်ပလူကိုင်ဝန်ဆောင်မှုလုံခြုံရေးများဖွဲ့ချုပ်ကပြောလိုက်ပါတယ်ခင်းနေပြုဆိုသတင်းပေးပို့ထားတာပါအခု2015ခုနှစ်အတွင်းပြည်ပအလုတ်ကိုင်းအတွက်မြန်မာနိုင်ငံကလှူဒါခေါ်ယူတဲ့အခါအမျိုးသမီးခေါ်ယူတဲ့အရေးအတွက်မြင့်တက်လာပြီးအလုတ်ကိုင်းခွင်လန်းတွေကိုရွေးချယ်စရာတွေပါများလာတယ်လို့မြန်မာပြည်ပအလုတ်ကိုင်းဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ကပြောပါတယ်။အခုနောက်ပိုင်းကဒီဂျော်ဟိုဘာတို့မှာအခုမင်းကလေးဆက်ရုံတွေကိုဖွင့်ဖို့အတွက်ကိုခေါမရှိတဲ့အလုတ်သမားတန်ရာရှိနေ MOEF နဲ့ပေါင်းပြီးတော့အဲဒီဆက်ရုံတွေဆက်ရတယ် စစ်ဆေးပေးလို့အဲ့နံပါတ်1ကတော့ဒီမိန်းကလေးတွေရဲ့လုံခြုံမှုရှိဖို့ပေါ့နော်မိန်းကလေးတွေလုံခြုံမှုရှိရမယ်ဆက်ရုံနဲ့ hostel နဲ့သူတို့အကွာအဝေးတွေတော့ဆက်ရုံကနေပြီး hostel ကိုသွားတာပြန်လာ hostel နဲ့ဆက်ရုံသွားတယ်တော့သူတို့ကဘာတွေ transportation အတွက်ဘာတွေလုဆောင်ပေးလဲဘာညာပေါ့နော်နောက်မိန်းကလေးနေတဲ့ hostel ရဲ့လုံခြုံရေးအပိုင်းတွေပေါ့ဒီနေရာတွေအားလုံးအဓိကဓာတ်ယူသွားစစ်တော့ကျွန်တော်ပြီးခဲ့တဲ့ဆယ်ရက်လောက်ကရောက်တယ်မလေးရှားကိုသွားစစ်တယ်လေဆက်ရုံ electronic ဆက်ရုံ6ရုံလောက်သွားစစ်တော့အားလုံးမိန်းကလေးတွေအတွက်လုံခြုံမှုတော်တော်ကောင်းတယ် အားကောင်းတယ်နော်နောက်ပြီး24 hour ပါသူတို့က ferry တွေနဲ့ transfer ရှိတဲ့အတွက်ဟိုဒမန်းကဆိုလိုတာမင်းလေးဒမန်းကတက်လာတယ်ဆိုတော့အရင်နှစ်တည်းပို့ပြီးတော့ဒမန်းအင်အားများလာမယ်ထွက်တဲ့လူကြီးလည်းပို့များလာတယ် အခုလိုအမျိုးသမီးလို့သာခေါ်ယူတာမြင့်တက်လာပေမဲ့သူတို့ရဲ့လုံခြုံရေးပိုင်းနေထိုင်မှုပိုင်းတွေပါအရေးကြီးတာကြောင့်တိကျခိုင်မာတဲ့ agency နဲ့ဆက်သွယ်ပြီးဆောင်ရွက်တော်ဖို့လိုရဲလို့သူကဆက်ပြောပါတယ်မလေးရှားထိုင်းနဲ့ဂျပန်နိုင်ငံတွေကမြန်မာလူသားခေါ်ယူတာတည်တည်တာမြင့်တက်လာခဲ့ပေမဲ့တရားမဝင်ထွက်ပြေးတိမ်းရှောင်မှုတွေလည်းရှိနေသေးတယ်လို့သူကဆက်ပြောပါဗျ။မင်္ဂလေးပဲဖြစ်ယောက်ျားလေးပဲဖြစ်သူမီးအနှဲနဲ့မြောင်မှလည်းထွက်ပြေးကြတယ်။ဆိုတော့အဲ့ဒီပြဿနာကိုထိန်းချုပ်ဖို့တော့လည်းလိုတယ်။ဆိုတော့ဟိုမှာကအဲ နည်းနည်းလွတ်လပ်တယ်ပေါ့နော်ပြောရတာအဲဆိုတော့သူနေတက်သွားတယ်သူတို့ကလွတ်လပ်တယ်ဆိုတော့အဲ့လိုသင်ငယ်ချင်းတွေဆွဲဆောင်မှုနော်ကိုပါသွားတာလို့အဲဒီလိုတော့သူတို့ရဲ့ဒီဒီလိုလူမှုရေးပြဿနာလေးတွေနဲ့အဲထွက်ပြေးတာဒါဒါမျိုးတွေဖြစ်လာတဲ့ခါကျတော့နည်းနည်းတော့ဒီဒီဘက်မှာရှိတဲ့ agency တွေနည်းနည်းကတော့ရှင်းရတယ်ခေါင်းကိုက်ရတာပေါ့အဲ့ပြဿနာလေးတွေရှင်အဲ့ဒါလေးတွေလည်းပါလာမယ် နော်အဲ့ဒါလေးတွေထိန်းချုပ်ဖို့လိုမယ်မလေးရှားနိုင်ငံမှာတွားရောက်လုပ်ကင်နေတဲ့မြန်မာလူသား၄သိန်းနီးပါးရဲ့ရာဂိုင်နှုန်း20ခန်းကအမျိုးသမီးလူသားတွေဖြစ်ပါတယ်အမျိုးသမီးလူသားခေါ်ယူရမှာဂျပန်နဲ့မလေးရှားနိုင်ငံတွေကမြန်မာအမျိုးသမီးလူသားခေါ်ယူမှုနှုန်းမြင့်တက်လာတာဖြစ်ပါတယ်မျိုးသမီးလူသားခေါ်ယူရမှာဂျပန်နဲ့မလေးရှားနိုင်ငံတွေကခေါ်ယူမှုနှုန်းထားပြီးမြင့်တက်လာတာဖြစ်ပါတယ်။ကျွန်မခင်းဖြူဆိုပါ